အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သော အေးလေးတစ်နှစ်ဖြစ်ပါဆိုဒီနေရာကနေပြီးတော့ပြန်လဲပြီးတော့ကြိုးလိုက်ပါတယ်အဲ့ဒါကျွန်တော် Manchester City အသင်းနဲ့ Everton တို့တွေ့ဆုံမဲ့ပွဲစဉ်မှာတော့ City အသင်းရဲ့အိမ်ခွင့်ဒါကျွန်တော်တို့ at the head stadium မှာတွေ့ရမယ့်နေရာမှာရှိပါတယ်အဲ့တော့ at the head stadium မှာမြန်မာစံတော်ချိန်ကကျွန်တော်တို့၈နာရီခွဲမှာတော့ Everton နဲ့တွေ့ဆုံအောင်ဖြစ်ပြီးတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမဲ့ပွဲတစ်ပွဲဖြစ်လာမယ်ဆိုတာကတော့လုံးဝလုံးဝငြင်းလို့မရဘူးလို့ပဲကျွန်တော်အမြင်နဲ့အဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းလေးဒီ detail လေးတွေပြောအောင် အဲ့ Manchester City တဲ့အခုလက်ရှိဒါကျွန်တော်တို့ international break မတိုင်ခင်မှာတော့ရလပိုင်းကတော်တော်လေးကိုဒါကျွန်တော်တို့စံချိန်စံညီစံချိန်စံညွန်းနေကောင်းသွားခဲ့တယ်လို့ပြောလို့ရတယ်ဒါလက်ရှိမှာ total 5ပွဲဆော့ခဲ့ပြီးတဲ့နေမှာဒါကျွန်တော်တို့ Champion League ပွဲတစ်ပွဲ Arsenal ပွဲစဉ်ကလွဲ့ရင်တော့ဒါကျွန်တော် Manchester City အသင်းလူဂျင်နဲ့ရလတစ်ခုကိုကောင်းကောင်းမွန်မွန်ရရှိသွားခဲ့တယ်လို့ပဲဆိုရမယ်တဲ့မှာပါပါတယ်တစ်ဖက်ကတော့ကျွန်တော် Everton အသင်းနေနဲ့ကိုပြန်ကြည့်အောင် Everton အသင်းဘက်ကလည်းလက်ရှိမှာတကယ်တမ်းပြန်ကြည့်မယ်သူတို့အနေနဲ့ဒါလုံးဝ18ပွဲဆက်16ပွဲဆက်လုံးဝရှုံးဝဲမရှိတဲ့ Crystal Palace ကိုသူတို့ရဲ့အိမ်ဝင်မှာ Jack Grealish လစ်ရဲ့ twin goal နဲ့အတူဒါကျွန်တော်အနိုင်ယူခဲ့တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အနေနဲ့သိရတဲ့သတင်းတွေအရဆိုတော့ Jack Grealish ပါဝင်နိုင်မှုတွေရာခိုင်နှုန်းနည်းပါတယ်။ဘာကြောင့်လဲဆိုတော့သိကြတယ်မဲ့ဒါကျွန်တော်သူ့ရဲ့ Megan Club ဖြစ်တဲ့ဒါကျွန်တော်တို့ အဲမန်ချက်စတာစီးတီးကိုရင်ဆိုင်ဖို့အတွက်အငားလွတ်ထားတဲ့အတွက်ကြောင့်တို့နေရင်ဆိုင်ဖို့တော်တော်လေးကိုခက်ခဲနိုင်မလွယ်တော့ဘူးကျွန်တော်နေပေးမသုံးပါဘူးတေချောက်တယ်ရေးထားပါ Jack Grealish suspended ပါအဲ့တော့လက်ရှိမှာ Jack Grealish ကဒါကျွန်တော်တို့ Manchester City ကနေ Everton အငားနဲ့ပဲသွားသေးတယ်ဖြစ်ကြောင်းအငားနဲ့သွားတွေ့ပြီးဆို Premier League ရဲ့စီမင်းစီကံရသူ့ရဲ့မိခင်အသင်းကိုတွေ့ဆုံပိုင်ခွင့်မရှိဘူးလို့သိရတယ်မှာပါတယ် FA တို့ကာရာဘောင်းမှာဆိုရင်တော့အသင်းဘက်ကခွင့်ပြုတယ်တော့သုံးလို့ရတယ်ဆိုတာမှန်ပေမဲ့အခုလက်ရှိမှာ Jack Grealish အနေနဲ့ဒီနေ့ပွဲစဉ်မှာပါဝင်ပတ်သက်ကုန်ပြီအဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အခုလက်ရှိ Everton ပွဲစဉ်ကိုနောက်ပိုင်း င်းကြည့်လာတဲ့လူတယောက်အနေနဲ့ Jack Grealish တယောက်က Everton အသင်းမှာဘလောက်ထိ impact ကြီးမှားလဲဆိုတော့သိတာမယ်လို့ပြောလို့ရမယ်တယ်မှာပါတယ် Everton ကျွန်တော်ဒါဘယ်ချမ်းမှာ Jack Grealish ရဲ့တိုးအားလုံးဝကအင်မတန်မှ impact ကြီးမှားခဲ့သူဒါကျွန်တော် Aston Villa က Jack Grealish ပုံစံမျိုးတော့ level တော့မဟုတ်သေးမယ် Jack Grealish ကိုဒါကျွန်တော်တို့ City မှာအကောင်းတဲ့ပုံစံမျိုးရဲ့ Jack Grealish ကိုတွေ့ခဲ့ရတယ်သူနဲ့သူ့ကိုချုပ်တီးထားခြင်းမရှိဘဲနဲ့ဒါတော့ freedom တကူကိုရသွားခဲ့တဲ့ greedish ကိုအမြဲတမ်းတွေးရတယ်။ဒါပေမဲ့ဒီနေ့ဒီနေ့လိုမျိုးပွဲစဉ်မှာမပါဝင်နိုင်ခါကတော့ကျွန်တော်နေနှမျောဘူးကောင်းတယ်လို့ပြောကျွန်တော်နေအမြင်မိရတယ်မှာပါပါတယ်။အဲ့တော့ဒီတော့ပဲစိုးစိကောင်တို့တစ်ဖက်ကဒါကျွန်တော်တို့ Manchester City ဒီစီးသေးတဲ့လက်ရှိမှာ D ဒါကျွန်တော်တို့ဟို international break တခုဝင်သွားခဲ့တာကောင်းတယ်လို့ပြောလို့ရတယ်တမပါတယ်။ Irie ကဒီနေ့ပွဲစဉ်မှာ doubtful ဖြစ်တယ်လို့သိရတယ်တမပါတယ်။ပါခြင်းလည်းပါမယ်မပါခြင်းလည်းမပါဘူးပေါ့နော်။အဲ့တော့ Rudy ကဒီနေ့ပွဲစဉ်မှာလွဲချော်မယ်ဆိုပြီး Nipia Pep Guardiola ကသူ့ရဲ့သတင်းစာရှင်းလင်းပွဲမှာတရားဝင်အတည်ပြုခဲ့တယ်။ Kusnov ကဒီလကုန် October လကုန်လမှာပြန်ပါပြီးတော့ Kusnov ကိုခဏတော့ထည့်တွက်လို့ပြန်။အဲ့တော့တစ်ဖက်ကလက်ရှိမှာဒါကျွန်တော် David Moyes ရဲ့အသင်းမှာ fullback ကစားဖြစ်တဲ့ Patterson ကလွဲရင် Jack Grealish နဲ့ Patterson ကလွဲရင်တော့လူစုံတက်ဆုံပြန်ထွက်လာမယ်အနေထားမှာရှိတယ်။အဲ့တော့ဒီနောက်ပိုင်းခုနှစ်တင်မှာဒါကျွန်တော် Moyes ရဲ့လက်ထက်မှာ Everton အသင်းနဲ့ဒါကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်တိုက်စစ်ပိုင်းရနေနေ နေပြန်ပြီးမဆိုးဘူးလို့ပြောလို့ရနေတာမှရှိတယ်။ Hoof နဲ့ဒါကျွန်တော်တို့ Aston Villa နဲ့ပွဲစဉ်ကလွင်ချန်တဲ့ပွဲစဉ်မှာဂိုးသွင်းလာနိုင်ခဲ့တယ်။သူတို့ရဲ့ tight စပန်ကနည်းနည်းလေးပို့ပြီးတော့မြိုင်လာခဲ့တယ်မှပါတယ်။ Everton လက်ရှိခြေစွမ်းကမိုးရဆက်လက်အောင်မှာအများနဲ့တွေ့ရသူပဲဒါအရန်ကြီးလက်ကောင်းနေလို့အရန်ကြီးလက်မကောင်းနေလို့အရန်ကြီးလက်ဆိုးမနေတဲ့အနေထားမှရှိတယ်။ Everton ကလက်ရှိမှာ total ascension နေရာမှာရရှိနေခဲ့ပြီးတော့ဒီနေ့ပွဲစဉ်မှာ Everton အသင်းနဲ့ဒါ total ရမှတ်ဆက်တမှတ်ကိုပြန်လည်ပြီးတော့ဒါကျွန်တော်ဘယ်လိုမျိုး revamp လုပ်သွားနိုင်မလဲ။တစ်ဖက်က City အသင်းတို့က City အသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့တစ်ဖက်ကဒါကျွန်တော်တို့အသင်းနေတပြိုင်တည်း ်မှာရှင်ပြိုင်မှုအရင်မရှိတဲ့အချိန်မှာစီးတီးတဲ့ဒီနေ့ပွဲစံမှာနိုင်ခဲ့မယ်ဆိုရင်တော့အဆစ်တနေရာကအာစနိုအသင်းကိုတော့ကျွန်တော်အမှတ်မိသွားနိုင်တဲ့နေရာမှာရှိပြောချင်တာကဒီနေ့ပွဲစံမှာစီးတီးအသင်းကအနိုင်ယူခဲ့မယ်လီဗာပူးကလည်းမနက်ဖြန်မှာကန်မယ်အာစနိုအသင်းကလည်းစီးတီးအသင်းပွဲပြီးမှာကန်မယ်တော်တန်ဟော့စပါအသင်းကလက်ရှိမှာတော့ကျွန်တော်မနက်ဖြန်မှာကန်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါစီးတီးအသင်းနဲ့တစ်ချိန်နဲ့ကန်မယ်လို့ရှိရင်ကျွန်တော်ချိန်ဥကြည့်လာပါအဲ့တော့ခဏလေးခဏလေးနော်တော့ဂျာနီဝါပြမှာဆိုဘာလို့သူနဲ့ဒါဘုံမောင်းနဲ့အတူကန်သွားမယ်ဆိုတော့မဆိုးဘူးโอเคဟုတ်တယ် ဟာဘုံမောက်ကပွဲချက်တယ်ခရစ်စတယ်ပဲလစ်ရဲ့အင်ကမှဘုံမောက်တွေ့မဲ့ကြောင့်ဒီနေ့မှဒါခရစ်စတယ်ပဲလစ်ကဘုံမောက်ကိုအမတ်ရော့သွားနေတဲ့နေသားမှရှိရကြောင်းဘုဒီနေ့မှ CD အသင်းနိုင်ခဲ့မယ်ဆိုရင်အစ်စ်တဲ့နေရာကို CD အသင်းတက်လာနိုင်မယ်နေသားမှရှိတယ်ဒါကျွန်တော်ပရီးမီးယားလိမှာနှစ်ပွဲဆက်ရှုံးနာခဲ့မယ် CD အသင်းနဲ့ဒီနေ့ပွဲဆက်မှာတကယ် if they သူတို့အနေနဲ့သူတို့ရဲ့ကစားကွက်ကိုတေချာတဲခဲ့မယ် CD အသင်းနဲ့ဒီနေ့ပွဲဆက်မှာဒါခုနပြောက CD အောက်ကဒါကျွန်တော်တို့ တက်မှတ်กว่าတဲ့ဒါ Crystal Palace နဲ့ဒါဘုံမောင်းသင်းနဲ့အဆက်၄နဲ့6ကသင်းတွေ့တဲ့အတွက်ကြောင့်မို့ရှင်းရှင်းလေးဗျဘုံမောင်းနဲ့ဒီနေ့ပွဲစဉ်မှာ Crystal Palace ကတည်ကြသွားမယ်ထား City ကဒီနေ့ပွဲစဉ်ကိုနိုင်သွားခဲ့မယ်ဆို Arsenal ပွဲစဉ်မတိုင်ခင်မှာ City သင်းနေနဲ့အဆက်တနေရာကိုတက်လန်းနိုင်နေတယ်ဒါမှဒါပေမဲ့ Everton နဲ့လက်ရှိမှာဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာ City သင်းနဲ့အဆက်တကိုယာယီနေရာမှာတက်လန်းနိုင်ခဲ့မယ်ဆိုရင်တော့မှသူတို့အနေနဲ့ဒါကျွန်တော် goal difference ကနောက်တက်2 3လောက်သွင်းမှုလို့ Everton သင်းကိုဒီနေ့ပွဲစဉ်မှာ City သင်းနဲ့3 goal ပြတ်လောက်သွင်းမှာပဲအဆက်တနေရာကိုတက်လန်းနိုင်မယ်အနေထားရှိမယ်လို့ကျွန်တော်အနေနဲ့ပြောလို့ရ မယ်တဲ့မှာပါပါတယ်မြေသွေးဆိုးစီကဘူးမန်ချက်စတာစီးတီးအသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ပါရီဘလိုလုတ်ပြပါမယ်အဲ့တော့အခုနောက်ပိုင်းမှာစီးတီးအသင်းနဲ့တော်တော်လေးကိုကျွန်တော်တို့ချီကျူးခြင်းတကသူတို့ရဲ့ကန်ဆယ်ပိုင်းမယ်ဒါဘူနာကူနဲ့ပွဲစဉ်ကလွင်နောက်ပိုင်းပွဲစဉ်မှာစီးတီးအသင်းရဲ့ဒါကန်ဆယ်ပိုင်းကတော်တော်လေးကို solid ပြန်ဖြစ်လာခဲ့တယ်ဘရန်ဖုန်နဲ့ပွဲစဉ်မှာဒါကျွန်တော်စီးတီးအသင်းနဲ့ဒါလက်ဟာမှုတွေရှိခဲ့မယ်တကယ်တမ်းမှာ end of the day မှာဒါကျွန်တော်တို့ကန်ဆယ်ပိုင်းကိုချစ်ချစ်လေးလုပ်နိုင်ခဲ့တယ်နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာစီးတီးအသင်းနဲ့ဒါကျွန်တော်ပေးကူအားလုံးပေါင်း၃ ငါ6 9ပဲရှိခဲ့တယ်အခု5 9ပဲရှိအဲ့တော့တပွဲပြင်းပြတကူးလောက်ပဲပေးထားတဲ့စီးသေးခံစစ်ဖြစ်လာခဲ့တယ်အဲ့တော့ဒါခါတိုင်းမှာဒါကျွန်တော်အလက်ရှိမှာဒါကိုလိုတိုရီရဲ့လက်ရည်လူတော်ပြောလို့ရမယ့်အနေထားမှာရှိပါတယ်ကိုလိုတိုရီရောက်လာခဲ့ပြီးနောက်မှဒါစီးသေးရဲ့ခံစစ်ကိုစီးသေးနဲ့တကယ်ကိုဒါပြည့်ပြောင်းလဲလာအရင်တော့ဒါစီးသေးရဲ့အားနည်းချက်ကဘာလဲဆိုတော့ သူတို့အနေနဲ့အဲ့ဒါငါ့ကိုခံစစ်ကပေးရင်ပေးကိစ္စမရှိဘူးဒါကြောင့်တိုက်စစ်ကငါတို့ဒရိုင်းတိုင်းကိုပြန်သွင်းမယ်ပြန် claim လုပ်မယ်ဆိုတဲ့ပုံစံမျိုးကို City အသင်းစီကနေ impact တွေတွေးခဲ့ရတယ်ဒီကဘက်မှာ City အသင်းအဲ့လိုမဟုတ်လာဘူး Arsenal ပွဲစဉ်နောက်ဘက်မှာကြည့်မယ် City အသင်းနဲ့ခံစစ်ကိုတော်တော်လေးအလီထားခဲ့တယ်ဒါ Huddersfield ပွဲစဉ်ကိုခဏနှုတ်လိုက်ဒါ Burnley နဲ့ပွဲစဉ်ပြန်ကြည့်မလား Munaco နဲ့ပွဲစဉ်ပြန်ကြည့်မလား Brentford နဲ့ပွဲစဉ်ပြန်ကြည့်မလား Munaco နဲ့ပွဲစဉ်မှာ City ရဲ့ခံစစ်ကယူရွေးမှုတွေရှိခဲ့ပြီးမယ် Premier League ပွဲစဉ်တွေမှာ City ရဲ့ခံစစ်ကတော်တော်လေးဆော်လေးဖြစ်လာခဲ့တယ် Burnley နဲ့ပွဲစဉ်မှာ Brentford နဲ့ပွဲစဉ်မှာ City အသင်းနဲ့သူရဲ့ခံစစ်ပိုင်းကြစ်လင့်မှုကအင်မတန်မှအရေးပါခဲ့တဲ့ဒါမှရှိတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ မဖြစ်မနေ credit ပေးရမှာတော့စတီသိရင်ဒါကျွန်တော်တို့ cancel ပိုင်းပြုပြင်ပြောင်းလဲမှု Cavario DS ဒါကျွန်တော်တို့ဂိုးသမားနေရာမှာ Donnarumma ရောက်လာခဲ့တာတော်တော်လေးကို impact ကြီးကြီးမားတယ်မြင်နေ Donnarumma အသေးစီကိုရောက်လာခဲ့ပြီးတော့ clean sheet မှာလည်း Donnarumma ကလက်ရှိတော်တော်လေးကိုအဆင်ပြေနေတဲ့နံပါတ်တစ်ခုဦးဆောင်နေတယ်ကျွန်တော်သိလောက်ပြောရမယ်ဆိုရင် Donnarumma ရဲ့ clean sheet နံပါတ်ကလက်ရှိမှာသူကစားတဲ့ minute အရေးတွေကသူဟာအလက်ရှိ rate အရဒါ David Raya ပြီးရင်အကောင်းဆုံးလို့သိရတယ်မှာပါတယ်အဲ့ဒီနေ့ပေါ်မှာကျွန်တော်အနေနဲ့ပို့ပြီးမဆောက်ကြည့်နိုင်ဥပမာမဆောက်နိုင်တဲ့ဥစ္စာကဘာလဲဆိုတော့ဒါ City ရဲ့တိုက်စစ်ပိုင်းဒီနောက်ပိုင်းမှာ City ရဲ့တိုက်စစ်ကိုပြန် ်ကြည့်လာတာတော့ aesthetic တခုပြန်ဖြစ်လာလို့မြင်တယ်။ Jeremy Doku ရဲ့ revamp တခုပြန်တွေ့လာခဲ့ရတာတော်တော်လေးကိုအသင်းရတော်တော်လေးကိုချီးကျူးဖို့ကောင်းတဲ့အစားအသောက်ပြန်ဖြစ်လာခဲ့တယ်။ Jeremy Doku နဲ့နောက်ဆုံးပြိုင်ပွဲဆုံး၅မှာကျွန်တော်အနေနဲ့ဂျာ အာစနယ်ပွဲစဉ်ကလွှင့် performance wise ကဂျယ်ရမီဒိုဂူရဲ့ performance ကတကယ်ကို peak ဖြစ်နေကြတာအရင်ချီချူးတယ်အရင်တော့စက်ချက်ကြီးစီးတဲ့ရောက်ပြီးဆိုဆုံးဖြတ်ချက်တွေတွေ့ဝေပြီးတော့မှားယွင်းနေတဲ့ဒါဂျယ်ရမီဒိုဂူနေနဲ့အခုလက်ရှိမှာတော်တော်လေးကိုချီချူးဖို့ကောင်းလာတယ်သူရဲ့ Haaland ရဲ့ Foden ရဲ့ Reinders ရဲ့ဒါကျတော့ Oscar Pop ရဲ့ Die Tight Sit တွဲလုံးတွေကထင်တာထက်ပိုကြီးမြိုင်တယ်ဒီထဲမှာ Oscar Pop လေးကနည်းနည်းလေးပိုပြီး improve လုပ်ဖို့လုပ်တယ်သူနဲ့သူဒါကစားသမားတွေကိုကြော်ကျင်ခွာကျစေများတယ်ဒါအရင်တော့ကဂျယ်ရမီဒိုဂူပုံစံမျိုးလေးဖြစ်နေတယ်အော့စကာဘော့က End of that zone ထဲမှာဒါကျွန်တော်ပြန်ပြီးတော့သူ့အနေနဲ့ဒါ ပို chaotic movement တွေရမ်းများ Oscar Pop တဲ့ချီလေးရောင်းတစ်ဖက်သိငုံတာကြောင့်သူ့နဲ့ဒုက္ခပေးမှုတော့သူအစီအစဉ်ရှိတယ်။ဒါပေမဲ့အဲ့နားမှာလည်းသူကပြီးသွားတယ်။ပြီးတော့ end product တွေမှာ Oscar Pop နည်းနည်းလူသေးတယ်။ Jeremy Doku ရဲ့ improvement ကို Oscar Pop light လုပ်နိုင်မယ်ဆိုရင်တော့ဒီတောင်မှနှစ်ချက်နှစ်ချက်လုံးဝတော့ လုံးဝ leader ဖြစ်သွားမယ်ဆို CD Thing နဲ့တကယ်ကိုချီးကျူးစရာကောင်းသွားနိုင်တဲ့အနေထားမှာရှိအဲ့တော့ဒီနေ့ပေါ်စမှာ CD Thing က Everton ကို goal ပြတ်သွင်းပြီးတော့ assist နေရာကိုယူဖို့အတွက်အခွင့်အရေးရှိကြအောင် Haaland ပေါ်မှာလည်းအများကြီးမူတည်တယ်။ Haaland ကလက်ရှိမှာဒါကျွန်တော် international break မှာလည်းဒါ goal တွေအများကြီးသွင်းထားခဲ့တယ်လို့တကယ်ကိုအသင်းပေါ်မှာလည်းဒါကျွန်တော် contribute တွေအများကြီးပြုလုပ်ထားခဲ့တယ်။အသက်ရွယ်နဲ့မလိုက် Haaland လုပ်ပြထားတဲ့ number တွေကတကယ်ကိုကြောက်ခမဲလီလီနဲ့တကယ်ကိုချီးကျူးစရာကောင်းနေတာမှာရှိတယ်။ဒါပေမဲ့ဒီနေ့မှာမဖြစ်မနေစောင့်ကြည့်ရမှာ CD Thing ရဲ့ကွင်းလည်းပဲ။ကျွန်တော်မသိမသာကြွေနေတာ CD Thing ရဲ့ကွင်းလည်းလို့လည်းပြောလို့ရမယ်တဲ့မှာပါတယ်။ Favorite Reinders Gonzalez Rico ပေါ့နော် Nico Gonzalez ဆိုတဲ့အတွဲလုံးတွေကလည်းတော်တော်လေးကိုချီးကျူးဖို့ကောင်းတယ်။ဒါပေမဲ့ကျွန်တော်က Nico Gonzalez နဲ့လက်ရှိမှာတိုးတက်လာတဲ့ဥစ္စာလမ်းကိုပဲဆက်သွားတယ်လို့မြင်တယ်။ Rudy မရှိချင်းက Nicolas Nico Gonzalez ဆိုတာတိုးတက်မှုအတွက်ရလက်ပြယုတ်တစ်ခုဖြစ်ဖို့အတွက်လည်းအင်မတန်မှအရေးပါမှုရှိလာနိုင်တယ်လို့ကျွန်တော်အနေနဲ့ပုံကူရရမြင်တယ်။ဒါပေမဲ့ဒီနှစ်မှာကျွန်တော်က Foden ကိုအရင်တုန်းကလိုပြန်တွေ့ရတယ်ကျွန်တော်ကသဘောကျတယ်။အရင်တုန်းက level လောက်တော့မဟုတ်သေးမယ်အခုလက်ရှိမှာ Foden ကို Foden ပုံစံမျိုးလေးပြန်တွေ့နေရတယ်ဒါကိုကျွန်တော်သဘောကျတယ်။ပြီးတော့ Ryan Nelson တွေ့တယ်ကျွန်တော်ထင်တာပေါ့နော် Foden ရင်လိုပြန်ဖြစ်ရတဲ့အကြောင်းရ င်းက Rinders ကြောင့်လို့လည်းကျွန်တော်အနေနဲ့ပြန်မြင်တယ် Rinders ရှိတဲ့အချိန်မှာဒါ Foden နဲ့သူ့ရဲ့ work rate တွေ workload တွေတော်တော်လေးကိုဒါကျွန်တော်တို့ပင်မနှွမ်းနယ်မှုတွေပျောက်ဆုံးသွားတယ်လို့မြင်တယ်မသိရင်ဒါကျွန်တော် Rinders က Anavon C လို့ပဲမသိရင်ကျွန်တော်ကျွန်တော်ပြနေတာမဟုတ်ပြပြတာပေါ့အဲ့တော့ ပြောချင်တာဒီနေ့ပွဲစဉ်မှာ Everton တွေသူတို့ထိုးဖောက်ဖို့ကြိုးစားမယ်ဒါပေမဲ့တစ်ဖက်အသင်းက Jack Grealish မပါတာကတိတိတသာထင်ရှားရှားဖြစ်သွားတယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ပြီးတော့နောက်တစ်ခုအနေနဲ့လက်ရှိမှာ Everton ခံစားပိုင်းကကောင်းပါတယ်ဒါလေးကိုတော့ Chelsea နဲ့ကျွန်တော်တို့ဒါ City အနေနဲ့ဖြိုခွင်းဖို့အတွက်အရင်အရေးကြီးမယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုတော့ကုန်ပြီပေါ့ဗျဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point ဆိုတော့ TV4 ကြီးတို့မှာကျင်းရလူစံပေါအောင်ကုညီလို့ရပါတယ်မင်းမလေးကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှာမြန်မြန်နိုင်ငံဖြစ်ပါတယ်အားလုံးမကြုံဒီမှာလေကောင်းမွန်တော့နေလေးတစ်နေ့ဖြစ်ပါဆိုစုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့နေ ောင်းမှာပဲအေးအေးစစ်စစ်ကြည့်ကြအောင်အဲ့တော့ရွှေပါတော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ဂိုးပြတ်နိုင်ယူပြီးတော့ဒါအဆင့်တစ်ကိုယာယီတက်လက်နိုင်သားဆိုခမောင်းနဲ့ကျွန်တော်တို့နဲ့အတူတူစောင့်ကြည့်ရမှာဖြစ်တယ်လို့ပဲပြောရင်းနဲ့ပဲကျွန်တော်တော့တောင်းပြပါဗျဒေးပါဗျ